မင်္ဂလာပါနော်။နှွေဦးမိသားစုပေါင်းတို့ရေနှွေဦး family channel လေးကနေလဲကြိုဆိုလိုက်ပါတယ်ရှင်။ဆရာကျော်မြတ်န်းရေးသားထားသော ထောင်သို့အဝင် ထောင်မှအထွက်ဝိထုစာအုပ်ကို အပိုင်းထောင်နေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြအတင်းဆက်ပေးပါရစေရှင်။အခန်း39ရုံးတရာတွင် ဝေရမည်အဝင်များကိုလက်ဖက်ရည်ပိုလာရင်ပေးသွားခဲ့သည် အဝတ်လဲပိုအင်ဂျင်လုံးချင်းများကိုဖြန့်လိုက်သောအခါနတ်တဖြူနန်းလူလူကရမနန်းလူလူအမွေနှံ့များထောင်ကနေထွက်လာသည်လက်ကင်ပေါ်မှထရန်အပေါ်အင်ဂျင်အိတ်ထဲသို့လဲရောက်သွားသည်တစ်သားစာလေးတစ်ခုကိုဆမ်းမိလိုက်သည် ထုံကြည့်သည့်အခါတရေခါကိုထင်ရသောတစ်ခေါက်စာတစ်ခုဖြစ်နေသည် ရှဲအင်းကြီးအိတ်ထဲတွင်ဆောင်ရွက်တရွယ်ရှိနေသည်လက်တော်ဝါတာတာဆောင်ရွက်ပေါ်တွင်ထင်နေသော မြင်းသားကွက်များထဲမှစလုံးများကိုမူသူလဲမဖတ်တတ်ပြီး ကလာစာလိုအတွတ်အတက်ကလေးများနှင့်အိုးလုံးဝေးမျက်လုံးတဲတွင်မိခင်ကြီးမျက်နှာရိတ်ခနေပေါ်လာသည်မမီးရဲ့အတော်ကိုဒုက္ခများလာပါကလားနော်ဟုတူတူလေးညီညွတ်လိုက်မိ၏ဦးလုံးဝေမှာလလန်ဆန်ဆန်မရှိတော့လဲရုံရောက်တော့အခါတွင်မူသူ၏မျက်နှာကိုအတန်နိုင်ဆုံးချိုများနေအောင်ပြုပြင်ထားရ၏မိခင်ဖြစ်သူကသားမျက်နှာကိုအမြဲတမ်းအရေးတကြီးကြီးကြည့်နေတတ်သည်မို့သူ့ကိုယ်သူထိန်နေရသည် ။ဦးလုံးဝေမှာမိခင်ချင်းနဲ့စကားပြောတော့အမှန်မထင်ရှိနေစဉ်မိသည်စင်တို့ရုံခန်းထဲဝင်လာကြသည်။ဒိုးဆိုသည်မှာမိသည်စင်နဲ့သူ့ကောင်းလေးတွေ့လျက်ဦးလုံးဝေကဖြက်ခနဲလှမ်းကြည့်လိုက်၏။မိသည်စင်ကဦးလုံးဝေတို့ဘက်သို့မကြည့်ဘဲရုံခန်းထဲသို့ဝေကြည့်လိုက်ပြီးသူတို့၏ရှိနေကြီးကိုမတွေ့သည်နှင့်ပြန်၍လက်ထွက်သွားသည်။လျက်တပြက်အမြင်ကြောင့်ဦးလုံးဝင်ရင်ထဲတွင်တမျိုးဖြစ်သွားရသည်။ညကပဲဟိုနေရောက်ခြားကြသည့်အကြောင်းကို သွား၍တတိယလိုင်းမိသည်တိုက်ဆိုင်မှု ဆိုသည်မှာဖြစ်တက်လွန်ပါပြီအမှုစစ်ဆေးတော်မည်ဖြစ်သောကြောင့်ရုံငန်းထဲမှာလူဆောင်တက်ဆောင်ရှိနေကြသည် တရားရုံတည်ထောက်၄၅ဦးပင်ရောက်နေသည်ရုံတွင်အစ်စ်ခံရမည်နေမို့ထင်ပါဒီနေ့မိသစဉ်ပြင်ဆင်လာပုံမှာလူကြီးဆန်သည်အိန္ဒြေရသည်စတုံးကြည့်သလောက်ရှီလျားသောဆန်စုကိုဖွ့မိချက်ဘီကြောပြန်ပတ်၍ပိုက်အနက်ကိုအုပ်ထား၏ ပန်းရောင်သွေးပြင်းနေသည့်နင်းစည်တပွဲမှာကျင်းလျသောစရုံပေါ်တွင်ပွင့်အားနေသည်အသားရောင်ပိုးပြောအင်ဂျင်လက်ရှိနှင့်ငွေချီရိတ်ကလေးများထပ်ထားသောစင်းမဲလုံးကြီးအပြာနှုတ်ကိုဝင်ထား၏မျက်နှာပေါ်တွင်ထူးထူးထည့်ထည့်ခြေသားမထားဘဲမိတ်ကပ်ပပါလီထင်ယုံတင်ထား၏လက်ကင်အိမ်မှာအပြာရောင်စိန်ချေနကစိန်လက်စုပ်အပြင်နို့နီအောင်ပလဲလဲဆွဲကို သွေးနွယ်သောလေပင်ပေါ်တွင်တိတိယီယီဆွဲထား၏ လက်ဆွဲတော့ကောင်းလေးကလည်းသူမဤအစဉ်အပြင်းနဲ့လိုက်ဖက်အောင်မြမဆန်ဆန်တိုက်ပုံအင်ဂျင်နီအင်းလေးလုံးကြီးကိုဝစ်ဆင်ထား၏မိသစဉ်ကဦးလုံးဝေရဲ့စိတ်ကိုစွာခြင်းကလိချင်းဝေလာမသိလက်ဆွဲတော့ကောင်းလေးနဲ့တပူတွဲတွဲရှိနေသည်ရုံကန်နေသူရှိနေကြီးနှစ်ယောက်ပြိုင်တူလိုလိုဝင်လာကြသည်တရားသူကြီးမှလည်းသူဤကလထိုင်မြင့်ကြီးပေါ်တွင်အကန့်သာထိုင်နေရရှိနေသည် ရှေးဘက်စီရေးကြီး၏လက်ချောင်းများမှလက်နှိပ်ဆက်ပေါ်တွင်ရွာရွာလေးတင်ထားသည်မိသည်စဉ်ကသူမအစစ်စစ်ခံမိနေရသောထလာရာတွင်တည်ငြိမ်လောလာသည်သူမထံမှပြန်လည်လာသောရက်တလီပေါန်တာနှင့်ရှားနှင့်ရင်မွေးနန်းတို့မှမှွေကြိုင်တုံတင်နေသည်ကျန်းကျိန်အစစ်ခံမိဖြစ်သောကြောင့်ကျန်းတို့ကိုမိသည်စဉ်ဤလက်နှစ်ဖက်နှင့်ကိုက်ထားစေ၍ရှေးဖက်စည်ကြီးကကျန်းကျိန်လောကို ရှေးမှကြောင်းပေးနေသည် ရှေ့ဘက်စည်ကြီးကြောင်းပေသည့်အတိုင်းမိသည်စင်ကတူတူလေးလိုက်ဆိုနေသည်ဤအမှုတွင် အမှန်ကို အစ်စ်ခံပါမည်သူမ၏အတန်မှကြီးလင်းနေသည်ကျန်းစုပါစေသာဤအပိုင်းအရောက်တွင်သူ၏အတန်မှမြင်တလာသည်မိသည်စင်ကဦးလုံးဝေနှင့်တဆောင်အနီအထားတွင် ကိုကိုမမတ်ထားလေသူမ၏ထွက်ဆိုအစ်စ်ခံချက်ကိုပြပြဖြက်ဖြက်ထွက်ဆိုနေသည် မေဒစင်အတန်မှာတည်ငြိမ်သည်ဟုဆိုနိုင်တော်လဲတစ်ခါတစ်ခါတွင်တုံရင်သောအတန်လေးများရောဆွဲပါလာသည်အိုးလုံးဝေးကောင်းမှာမေဒစင်ဘက်ကိုကြည်လိုက်အောက်ကိုငုံထားလိုက်နဲ့မတီမငြိမ်အနေအထားရှိနေသည်ကာကြီးမေဒစင်ဤထွက်ဆိုအစိတ်ခံချက်မှာကျမနဲ့ကိုလုံးဝေးတို့ဟာလူကြီးမိဘများကနေရာချထားပေးလို့အကျင့်လင်မယအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်တယောက်နဲ့တယောက် တဘာဝချင်းမတူလို့အသွင်တူတဲ့အိမ်တောင်မဖြစ်ခဲ့ပါဘူးအိမ်တောင်စကြကလေးကကျမတို့ရဲ့အိမ်တောင်ကြီးဟာအဆင်မပြေခဲ့ပါဘူးတို့ပေမဲ့ကျမဟာအိမ်တောင်ရှင်တယောက်အနေနဲ့ထိမ့်ထိမ့်သိမ့်သိမ့်နေထိုင်ခဲ့ပါတယ်ကျမကိုလုံးဝင်တဲ့အိမ်တောင်မကြခင်ကလေးကဂီတပမာဝါဒနာထုံခဲ့ပါတယ်အစိုးအတီးတင်ရင်ဂီတအနုပညာရှင်များနဲ့ယဉ်နီခဲ့ပါတယ် ကျမတို့ရဲ့ယဉ်နီမှုဟာအမှုပညာသမားချင်းတရင်တနည်းဆက်ဆံခဲ့တဲ့အနေအထားထက်မပိုခဲ့ပါဘူးကိုလုံးဝေယအင်မတန်မှတကူကောင်းဆန်တဲ့အတသမားဖြစ်ပါတယ်ကျမကို သူနဲ့မှတပါဘယ်သူနဲ့မှဆက်ဆံပေါင်းတင်တာကိုမနှိမ့်မြပါဘူးမကြည်ပြပါဘူးအချိန်ရှိသရွေ့ကျမဟာသူ့အတွက်သာဖြစ်စီရမယ်ဆိုတဲ့သဘောထားကိုတသမတ်ထဲထားခဲ့ပါတယ်တဝင်းတူစိတ်နဲ့အလွန်ပြင်းထန်သူဖြစ်ပါတယ် သူ့မှာခွင့်လွှတ်တတ်တဲ့စိတ်ထားမျိုးစိုးစင်းများမရှိခဲ့ပါဘူးမိသစင်ကရင်းတို့ထွက်နေစဉ်ဦးလုံးဝေက သူ၏တစ်ဖက်တွင်ရှိနေသောပြတင်းပေါက်ဖက်သို့ငေးမောကြည့်နေခဲ့၏မိသစင်ကတရားသူကြီးဘက်သို့မျက်နှာမူတလဲဦးလုံးဝေပဲမျက်နှာမူတလဲဖြင့်သူမ၏ထွက်ဆိုချက်ကိုဆက်လက်ထွက်ဆိုသွားခဲ့၏တီဆုံးသူလက်မောင်မောင်ဟာကျမနဲ့အလွန်ရင်းနှီးခင်မင်သူဖြစ်ပါတယ်။သူကအမှုပညာရှင်တစ်ယောက်ပါ ကျမကအမှုပညာကို တွေ့တာမြင်လို့ပါတယ်။ဒါကြောင့်ကျမတို့နှစ်ယောက်ဟာခင်မင်ရင်းနှီးကြပါတယ်။အိမ်ကိုအမြဲဝင်ထွက်ပြီးကျမကိုစံတရားသင်ပေးခဲ့ပါတယ်။အဲ့ဒီလိုကျမတို့ကတရင်တနည်းခင်ခင်မင်မင်နေကြတာကိုကိုလုံးဝေကမျက်စိစပမွေဆူးနေပါတယ်။သူ့ရဲ့ပါဇက်ကလည်းအကြိမ်ကြိမ်အကာအကာဖွင့်ပြောခဲ့ပါတယ်။ဒီရဲ့ကြောင်းနဲ့ပတ်သက်ပြီးကျမတို့လင်မယားနှစ်ယောက်လည်းမကြာခဏစကားများခဲ့ကြပါတယ်။တရားသူကြီးက မိသည်ထွက်ဆိုချက်ကိုစူးစိုက်နာထောင်ရင်လက်နှိပ်ဆက်ရိုက်နေသူရှေ့ဘက်စီကြီးအားလက်နှိပ်ဆက်ရိုက်ရန် စကားကြောင်းပေးနေ၏ရှင်းနေကြီးဦးခင်မောင်တန်းကလည်းမိသည်ထွက်ဆိုချက်များကိုမှတ်စုစာရွက်ပေါ်တွင်ရေးမှတ်ရင်းမိသည်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေ၏ကိုလုံးဝီကသူ့ရဲ့ထုံးစံအတိုင်းကျမနဲ့လက်မောင်မောင်ကိုမတင်ကဖြစ်ခဲ့ပါတယ်ကျမတို့ရဲ့ဆက်ဆက်မှုကိုကြည့်ပြီးမနာလိုဝင်တို့ဖြစ်နေပါတယ်ကျမကတော့လုံးဝဂရုမစိုက်ပါဘူး ရိုးရိုးနေကြတာပဲလို့ကိုကိုကိုယုံကြည်ပြီးရခင်ကားလိုပဲနေထိုင်ခဲ့ပါတယ်။လက်မောင်မောင်ကိစ္စနဲ့ပတ်သက်ပြီးကျမနဲ့ကိုလုံးဝင်တို့သုံးချိန်အကြီးကျယ်စကားများခဲ့ကြပါတယ်။ကိုလုံးဝင်နဲ့ကျမအိမ်အောင်စကြကလေးကသူ့ရဲ့ဝင်ငွေကိုကျမမထိကင်ခဲ့ပါဘူး။အင်းစရိတ်ကိုသူ့ဟာသူပဲကင်တွယ်စီစဉ်ခဲ့ပါတယ်။အကြောင်းကတော့ကျမသူ့ကိုမကြည့်ဘူးပဲယူခဲ့ရလို့ဖြစ်ပါတယ်။မေသူစင်ကဤတို့တို့ဆိုလိုက်သည့်အခါတွင် သူမ၏ရှင်နေကြီးမှာခေါင်းကိုမတိမတားလေးခါရမ်းလိုက်၏ သဘောမကျသည့်အမူအရာဖြင့်မိသားစဉ်ကိုလှမ်းကြည့်လိုက်၏ဥက္ကမောင်တန်းကောင်းမှုရရဲ့လေးပြုံးနေသည်ဦးလုံးဝေကမိသားစဉ်ကိုဖျက်ခနဲလှမ်းကြည့်ပြီးမျက်နှာပြန်လွှဲလိုက်၏လက်မောင်မောင်မတည်မီနှစ်ရက်ကကျမနှင့်ကိုလုံးဝေတို့စကားများကြတဲ့အခါမှာလက်မောင်မောင်ရဲ့မျက်နှာကိုဝါအောင်ကြည့်ထားပေါ်လို့ချင်းချောက်ခဲ့ပါတယ်ဦးလုံးဝေကသူ၏ခေါင်းကိုတွတ်တွတ်ကလေးခါလိုက်၏။လက်မောင်မောင်တည်ဆုံတဲ့မနက်ပိုင်းမှာ ကိုလုံးဝေကဒေါသတကြီးနဲ့အိမ်ပေါ်တွေကိုဟစ်အော်ကျိန်မောင်းပြီးတော့ထွက်သွားခဲ့ပါတယ်။ကျမနဲ့လက်မောင်မောင်ကအတန်လွှင့်မဲ့တခြင်းများတိုက်နေကြပါတယ်။နေကင်းမဲ့ကျမတို့အအေးတောက်နေတော့တယ်လီဖုန်းလာပါတယ်။လက်မောင်မောင်ကတယ်လီဖုန်းကိုကိုင်ပါတယ်။ကိုလုံးဝေတယ်လီဖုန်းဆက်ပြီးဘာမှမပြောဘဲပြန်ချသွားတယ်လို့လက်မောင်မောင်ကပြန်ပြောပါတယ်။ညနေဆောင်လက်မောင်မောင်အိမ်ပြန်တော့ ။ဤနေရာသို့အရောက်တွင်မိသည်စဉ်ကသူမ၏ထွက်ဆိုချက်ရက်လိုက်ပြီးအောက်နှုတ်ခံလေးကိုခက်တင်းတင်းဖိကား၍အူလုံးဝေဘက်သို့ဖြက်ကနေလှည့်ကြည့်လိုက်၏။အူလုံးဝေကမိသည်စဉ်ကိုမကြည့်ဘဲခေါင်းသို့အောက်ငုတ်ထား၏။ပြီးမှမိသည်စဉ်ကကျမစင်ဝင်ရှိသည့်လက်မမောင်ကို လိုက်ပုတ်ပါတယ်။လက်မမောင်ထွက်သွားတာကိုကြည့်နေတော့မှပဲတနတ်တန်ကို ကြားလိုက်ရပါတယ်။တနတ်နဲ့ပြစ်သူကိုလည်းတွေ့လိုက်ရပါတယ်။လက်မမောင်ကိုတနတ်နဲ့ပြစ်သွားသူကတော့ကိုလုံးဝေးပါ။ ကျမတိတိချာချာမြင်လိုက်ပါတယ်ချက်ချင်းပဲရဲဌာနကို ဖုံးဆက်ပါတယ်ဌာနအုပ်ကြီးကိုလည်းအခုရုံတော်မှာထွက်ဆိုခဲ့တဲ့အတိုင်းအစ်စ်ခံခဲ့ပါတယ်ကျမဟာကိုလုံးဝေကိုလင်းသားတယောက်အနေနဲ့တန်ရုံးစဉ်ရှိပေမယ့်ဦးလုံးဝေကမိသင်းကို ဖြတ်ခနဲလမ်းကြည့်လိုက်ဤအမှန်တရားအတွက်အခုလိုအထွက်ဆိုအစ်စ်ခံရတာဖြစ်ပါတယ်မိသင်းကသူမ၏ထွက်ဆိုချက်ကိုအဆုံးသတ်လိုက်ဤ တရားသူကြီးကလက်နေစဲရိုက်ထားသောထွက်ဆိုချက်ကိုပြန်ဖတ်ကြည့်ပြီးတရားခွင်ခေတ္တနာကြောင့်ပြော၍ထိုင်ရမှာထားလိုက်၏မိသည်စဉ်ကဘသူကမှမကြည့်ပဲလက်ဆွဲတော်လေးထိုင်နေရစီသို့ကြော့ကြော့လေးရှောက်သွားသည်ငြိမ်သက်တိတ်ဆိတ်နေသောတရားခွင် အခန်းထဲတွင်လှုပ်ရှားသံများထွက်လာသည်ဦးလုံးဝေ၏မျက်နှာမှလည်းညှို့ရိပ်တန်းနေသည် နှမများပြင်ဆင်ပေးလာသည့်အနောက်တိုင်းနေလေစားမှသူ၏ရှာပေါ်တွင်ရှိသောအရာသာကန်အဖုကလေးများကိုမထီသည်တို့ရှိနေသည်ထင်ပါ။အုံလုံးဝေမှာတူကနန်းစိတ်ကနန်းသာစားနေသည်။ဒေါ်စိန်မမမှာတားပြစ်သူကိုကြည့်ပြီးအာမလို့အာမရစကားဆိုလာသည်။ဥက္ကမောင်တန်းယုံကန်နေသူပြန်ဝင်လာသည်။အုံလုံးဝေဘေးတွင်ဝင်ထိုင်ပြီးတိုးတိုးကျကျမေးစရာရှိသည်များကိုမင်းနေ၏။ နေ့လည်ပဲတရေခွင်ပြန်အစားတွင်မိသားစဉ်ကိုမေခွန်းထုတ်ရမည်မို့လိုအပ်သည်များကိုထပ်မင်းအမှုအခြေအနေကောင်းသည့်အကြောင်းတော်စိန်မမဘက်သို့လှည့်၍ပြောလိုက်၏တရားကိုနှက်ဆောင်ပါစေလို့တော်တော်တော်ဆုတောင်းနေရတာပါပဲလူတွေဖောက်ပြန်တိုင်းတရားမဆောင်တိုင်းအချင်းတိတ်ခါမဲ့တိုင်းဖြစ်ကြစရန်ဆိုရင်တော့တော်တော်ရဲ့လောကလူသားတွေနေစရာဘယ်ရှိတော့ပါမလဲอืมလူတွေဟာ မကောင်းမှုနဲ့ကိုကိုကိုညင်ွိုင်းအောင်ဘာလို့လုပ်နေကြပါလိမ့်နော်အချိန်နေရတော့ဥလူဝင်ဘက်ကအလေးတာမှာပါတော်တော်ဤကွယ်ဒီလိုကြရတာတော်တော်အတွက်တအားပါပဲမောင်ခင်မောင်တန်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဥခင်မောင်တန်းနဲ့တော်စိန်မမတို့စကားပြောနေကြစဉ်တရခွင်ပြန်စားခြင်းညီလာပြီးဖြစ်သဖြင့်ရုံငန်းတွေတွင်ပြန်လည်လှူရှားလာသည်တရခွင်ပြန်လည်စတင်လိုက်၏ခါခွေး ဦးကင်မောင်တန်းကသူ၏နေရာမှာမတန်းရလိုက်ပြီးတရားသူကြီးမင်းထံခွင်ပန်လိုက်၏ထို့နောက်မေတ္တရှင်ရှိအားသို့အပြုံးဆောင်သောအနေအထားနှင့်ခက်ဖြည်းဖြည်းလျှောက်သွားသည်ဦးကင်မောင်တန်းကလီအီလီနှင့်စာတင်မိတ်ဆက်လိုက်၏ဒေါ်မေတ္တရှင်နှင့်တက္ကသိုလ်မှတနစ်ဆုံးပြီးအခုတော့မမျှော်လင့်ပဲတရားရုံးမှာလာဆောင်ရပြန်ပြီပေါ့မေးစရာရှိတာတော့အမနာနဲ့မေးရတော့မှာပဲ ဟုတ်ကဲ့မေးပါမေးဆိုဒေါ်သစင်နဲ့ကျော်မင်းနိုင်ခေါ်ကျော်ကျော်တို့ရဲ့ဇလန်းကစရမှာပဲဦးလုံးဝင်နဲ့အိမ်တော်မကြခင်ကဒေါ်မင်းသစင်နဲ့ကျော်ကျော်တို့ဘဝခရီးပေါ်အဖြစ်လက်တွဲဖို့ဆုံးဖြတ်ခဲ့ကြတယ်နော်ဒါကဒီအမှုနဲ့မပတ်သက်ဘူးလို့ထင်ပါတယ်ဟုတ်ကဲ့ပတ်သက်လာစရာရှိလို့မေးတာပါဒေါ်မင်းသစင်ဖြည့်ချင်းမဖြည့်ပါဟုတ်ပါတယ် ကြော်ကြော်ဟာကျမရဲ့ငေးချစ်ပါမိသူစဉ်ဖြေပုံကပြက်သည်ဥက္ကမောင်တန်ပင်အံ့ဩသွားရသည်ဒီလိုအဖြေမျိုးထွက်လာမည်ဟုမထင်မှတ်ခင်ကြော်ကြော်နဲ့ကွဲခဲ့ရတာဟာဦးလုံးဝီကြောင့်ပဲဆိုတဲ့အစွဲလန်းဟာတော်မီသူစဉ်မှာခန့်ခိုင်မှမှရှိနေတယ်ပေါ့ဟုတ်ကဲ့ညင်းစရာမဟုတ်ပါဘူးဒီတော့ဒေါ်မီသူစင်တို့အိမ်တော်ကြီးအစမပြေတာဟာကြော်ကြော်နဲ့လွဲခဲ့ရတဲ့အကြောင်းကစတယ်လို့ဆိုရမှာပေါ့နော် ဤတွင် တပည့်ရှင်ကြီးကထ၍ကန့်ကွက်လိုက်သည်ကိုကြီးကိုရာများထက်အမှုနဲ့သက်ဆိုင်ရာကိုမေးဖို့ကောင်းပါတယ်ဟုတ်ကဲ့လေးစားပါတယ်ဒီမှုနဲ့ပတ်သက်ရာဖြစ်နေလို့မေးရခြင်းကို ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်တရားသူကြီးကစမေးရန်ခွင့်ပြုလိုက်၏အခုနောက်ကျွန်တော်မေးတာတော်မီတစင်မဖြေသေးပါဘူးဒါကတော့ယူဆခြင်းတလို့ယူဆနိုင်ပါတယ်ဟုတ်တယ်ပေါ့ဟုတ်ပါတယ် ျေးဇူးတင်ပါတယ်ဒေါ်မေသင်းဒေါ်မေသင်းတို့မှာတားလေးတယောက်ရှိတယ်နော်ဟုတ်ကဲ့ရှိပါတယ်မိစုံဖဆောင်ရှိရဲ့နဲ့ချစ်စရာကောင်းတဲ့တူရဲသောတားလေးကိုရင်အုပ်မကွာမထားပဲခွဲထားရတာအကြောင်းရှိမှာပေါ့နော်မရှိပါဘူးတတားဖူးဖွားရင်းနဲ့မနေချင်းလို့ပါဒီကလေးကိစ္စနဲ့ပတ်သက်ပြီးဦးလုံးဝေနဲ့ဒေါ်မေသင်းတို့အကြီးအကျယ်စကားများခဲ့ကြတာဟုတ်ပါသလား မေတ္တဇင်ကထိုမေကွန်းကိုချက်ချင်းမဖြေပဲဦးလုံးဝေဘက်သို့ငယ်ကြည့်လိုက်၏။ဥက္ကမောင်တန်းကသူ၏မေးစီကိုလက်ညိုလေးနှင့်ပုံရင်းအဖြေကိုစောင့်နေခဲ့၏။စကားများဘူးကြတယ်ပေါ့။ဟုတ်ပါတယ်။အဲ့ဒီလိုစကားများကြတဲ့အခါမှာဦးလုံးဝေကဒီကလေးဟာသူ့ကလေးမဟုတ်လို့မကြည့်ချင်ဘူးလို့ပြောဖို့ပါသလား။ကန့်ကွက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ရုပ်သိမ်းပါမယ်။ ။ဥက္ကမောင်တန်ကမိသားစဉ်မဖြေလဲဖြေမဲ့လူရှိသမို့အလွယ်တကူပင်ရုတ်သိမ်းလိုက်။တရားသူကြီးမင်းဒီစေခြင်းသည့်သဘောနဲ့ပြောလိုက်ခြင်းများသာကလေးနဲ့ပတ်သက်ပြီးစကားများရတဲ့အကြောင်းလောက်တော့တော်မေသင်ဖြည့်စီခြင်းပါတယ်။ကလေးကိုနာနေနဲ့ထားတာကို तू ကသဘောမကျလို့ပါ။ तू ဆိုတာဥလုံးဝေပေါ့။မေသင်ကမဖြည့်ကောင်းငိမ့်လိုက်သည်။တော်မေသင်ကလည်းလွတ်လပ်မှုကိုနှစ်သက်တော့အဖိုးဖွားရေးစီကိုပို့ထားတယ်လို့ဆိုကြနာပေါ့။ ုတ်ပါတယ်ကလေးမွေးပြီးတဲ့အထိဒေါ်မေတစင်နဲ့ကြော်ကြော်တို့ဆက်ဆံမှုရှိပါသလားကန့်ကွက်ပါတယ်တရားသူကြီးကကန့်ကွက်ချက်ကို အတည်ပြုပေးလိုက်၏မှန်ပါသည်ရင်မေကောမှာအတိဘယ်မျိုးမျိုးကောက်ယူနိုင်သူသော မေကွန်ဖြစ်နေသည်ဦးလုံးဝေနဲ့အိမ်အောင်ကြပြီးမှကြော်ကြော်အကိုတီဝိုင်းနဲ့အတန်လွှင့်ပြပါသေးလားဟုတ်ကဲ့တချင်းနှစ်ပုံလွှင့်ခဲ့ပါတယ် ။သချင်းတိုက်တော့ကြော်ကြော်တို့အိမ်မှာပဲပေါ့နော်။ဟုတ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒေါ်မေသစင်။ဒါနဲ့ပီတာမျိုးမောင်နဲ့တော်တော်ရင်ရင်နီနီတိကြတယ်ထင်ပါရဲ့။တိပါတယ်။ရင်ရင်နီနီတိတယ်ပေါ့။ဟုတ်ပါတယ်။ပီတာမျိုးမောင်အမျိုးသမီးကိစ္စနဲ့ထောင်ထဲရောက်တာကိုတိတယ်ပေါ့။ကြားလိုက်ပါတယ်။ပီတာမျိုးမောင်နဲ့ဒေါ်မေသစင်တို့ငပလီကိုသွားပူးကြပါသလား။ တော့ဘူးပါဘူးသိကြပါရဲ့နော်ဟုတ်ကဲ့မေဒစင်းနပူပေါ်တွင်ချွေသည့်ချွေပေါများထင်လာသည်မေဒစင်းအဖြေမှလေးတွဲလာသည်လက်မောင်မောင်နဲ့ကောငပလီကိုသွားဘူးပါဒလားမေဒစင်းကချက်ချင်းမဖြေပဲသူမရှိနေကြီးကိုလမ်းကြည့်လိုက်၏မေဒစင်းရှိနေကြီးကထိုင်ရမထပြီးတရားသူချင်းမင်းခင်ဗျာအမှုဖြစ်ကြောင်းနဲ့ဓာတ်ရိုက်မသက်ဆိုင်နဲ့ကိုကြီးကိုတော်ကိစ္စတွေမင်းမြန်းနေတာအချိန်အတော်လေးကုန်သွားပါပြီ။ အချိန်ကိုလေးစားဖို့မေတ္တာရက်ခံပါရစေဟုထားပြောလိုက်၏ဝမ်းနေပါれခမမေးသည့်မေးတိုက်တာများအောင်မေးဖို့အချိန်ယူပါစေလို့တင်ပြလိုပါれခမဥက္ကမောင်တန်ကတက်စင်တင်ပြလိုက်၏တရားသူကြီးတပတ်သောရှင်နေကြီးကိုအင်္ဂလိပ်လိုလှမ်းပြောပြီးဥက္ကမောင်တန်ကိုဆက်မေးခွန်းပြုလိုက်၏ခုနကမေးခွန်းဒေါ်မေသင်ဖြေဖို့ဟုတ်ကဲ့သွားဖို့ပါれကောင်းပါပြီ လမ်းမောင်မောင်နဲ့မန္တလေးထွန်းလဟိုတယ်မှာဒီမေးကို ကျမမဖြေနိုင်ပါဘူးညင်းတော့မညင်းဘူးပေါ့ညင်းပါတယ်ညင်းနေဆိုတာမသွားဘူးလို့ညင်းတာလားမဟုတ်ပါဘူးဒါဖြင့်သွားဘူးပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လက်မောင်မောင်တနက်နေ့ပြစ်ခတ်ရတဲ့အချိန်ကမောင်ရင်တန်းနေတဲ့အချိန်မှာချောင်းဝါကအလင်းအောင်အားနဲ့လူတယောက်ကိုဘယ်သူဘယ်ဝါဆိုတာတဲတဲကွဲကွဲမြင်နိုင်တယ်လို့ဒေါ်မေတစင်ဆိုချင်ပါသလား ုတ်ကဲ့မြင်နိုင်ပါတယ်တဲတဲကွဲကွဲမြင်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့မျက်နှာကိုပါတဲတဲကွဲကွဲမြင်နိုင်တယ်လို့ဆိုချင်ပါသလားဟုတ်ကဲ့တနတ်နဲ့ပြတဲ့လူဟာအဲ့ဒီချိန်ကအင်ကြီးပါရောင်ဝတ်ထားပါတည်းအဖြူရောင်ပါဒေါ်မေသင်းမြင်လိုက်တော့ကမတ်တက်ရက်နေတော့ပေါ့ဟုတ်ပါတယ်အကယ်၍ထိုင်နေရင်ရောမြင်နိုင်မှာမလားမမြင်နိုင်ပါဘူးအကယ်၍တနတ်နဲ့ပြတူက ုပ်ထုပ်ဆောင်ထားမယ်ဒါမှမဟုတ်သူ့မျက်နှာကိုတစုံတစ်ခုနဲ့အကာအကွယ်ပြုထားရင်ကိုတဲတဲကွက်ကွက်မြင်နိုင်မှာမလားမမြင်နိုင်ပါဘူးတနတ်တန်ကြားတဲ့အချိန်မှာတနတ်နဲ့ပြစ်သူဟာထွက်ပြေးသွားတယ်လို့ဒေါ်မေတစင်ထွက်ဆိုခဲ့ပါတယ်အဲ့ဒီတော့တနတ်နဲ့ပြစ်သူဟာဘဲဘက်ကို ထွက်ပြေးသွားပါတယ်နောက်ကြောင်းပြန်လည်ပြေးတယ်မြင်လိုက်ရပါတယ်ဒါဖြင့်လူအသွားလာကားသွားလာရှိတဲ့လမ်းဘက်ကိုပြေးသွားတယ်ပေါ့ဟုတ်ပါတယ် ဒေါ်မေတစင်ရဲဌာနအောက်တယ်လီဖုန်းဆက်တုံးကဦးလွန်ဝေက တနက်နဲ့ပြစ်သွားပါတယ်လို့ထည့်ပြောခဲ့ပါသေးသလားမပြောခဲ့ပါဘူးဘာပြုလို့ပါလဲဒေါ်မေတစင်ကျမလည်းကြောက်လန့်နေလို့ပါအဲ့ဒီအခင်းဖြစ်စဉ်ကဒေါ်မေတစင်အနားမှာဘာသူရှိပါသလဲအိမ်ပေါ်ကောင်မလေးရှိပါတယ်ကောင်မလေးရဲ့အသက်က၁၈၁လောက်ရှိမှာပါဒါဆို သူကမျက်လုံးအပေါကောင်းမှာပေါ့ဒါတော့မသိပါဘူး ူကမမြင်လိုက်ရဘူးလို့အစ်စ်ခံထားပါတယ်။ကန့်ကွက်ပါတယ်။တပြက်တော်ရှင်နေချင်းဤကန့်ကွက်တန်းနေမိသစဉ်ဖြစ်တဲ့မှာတစ်ချိန်နဲ့ထွက်လာသဖြင့်ရှင်နေကြီးလည်းစမပြောတော့ပဲညင်နေလိုက်သည်။ကောင်မလေးကတခြားနေရာကြီးနေရင်ဘယ်မြင်မှမလဲ။ရဲဌာနကိုမသွားခင်ဒေါ်မိသစဉ်လက်မောင်မောင်ကိုဆေးရုံမှာဝင် တွေ့ခဲ့တာဟုတ်ပါသလား။ရဲဌာနကပြန်ကလေးကဒေါ်မိသစဉ်အင်ကိုပြန်มาသေးသလား။မပြောင်းပါဘူး မမီတို့အိမ်မှာသွားနေပါတယ်။ဥလုံးဝေးအဖမ်းခံနေရစင်မှာတော်မေတစဉ်ရုပ်ရှင်ရိုက်ဖို့စီစဉ်နေတယ်နော်။ဟုတ်ပါတယ်စီစဉ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တော်မေတစဉ်ဒီလောက်ပါပဲ။ဥက္ကမောင်တန်ကတရားသူကြီးကိုအယုဒေပြုပြီးနောက်သူ၏နေရာသို့ကပ်ဖြည်းဖြည်းလျှောက်သွားပြီးငြိမ်ငြိမ်သက်သက်လေးထိုင်ချလိုက်၏။ကောင်းငယ်တရရလို့ဤရှင့်နေကြီးမှာသူဤနေရာမှာဟန်ပါပါထလာတော်လေ သူ၏အမှုရာမှာ AD 89လာဤဟုဆိုရမည်ထင်သည်အခုရုံးတော်မှာတရားခံဖြစ်ရောက်နေတဲ့ဦးလုံးဝေနဲ့မေတ္တဇင်တို့အိမ်အောင်ကြားကလေးကမသိမြတ်ဘူးဆိုတဲ့အကြောင်းအပါလေးသူရင်တကူကောင်းဆန်တဲ့စိတ်ထားကြောင့်မှာမေတ္တဇင်ရဲ့မြတ်တာကို အနိုင်ကျင့်ယူတယ်လို့ထင်တယ်ပေါ့ဟုတ်ပါတယ်လူကြီးချင်းစကားပြောကြတော့ကျမကိုလုံးဝေကိုတွေ့ပြီးကျမတို့ချစ်ချင်းကိုမခွဲဘူးနဲ့ကိုလုံးဝေကိုနောက်ဆုတ်ပေးဖို့တောင်းပန်ခဲ့ပါသေးတယ် အဲ့ဒီတော့သူဟာဇွတ်တရွတ်တင်ခံပါတယ်မြစ်တာလိုချင်ရင်မြစ်တာနဲ့မရင်မဲတုံ့ပြန်မြစ်တာမရနိုင်ဘူးလို့အဲ့ဒီကလေးကပြောခဲ့ပါတယ်အဲ့ဒီမိကွန်ကြောင့်ဦးခင်မောင်တန်အတော်ကလေးအံ့အားတင်သွားခဲ့ရ၏မေသူစင်ကယောက်ျားလေးမိတ်ဆွေများနဲ့တရင်တနီနေတိုင်းတာများမယိုသားဘူးလို့ထောက်ပြနိုင်တဲ့အချက်လက်တွေတရားခံဖြစ်သူကကာကာနာနာဆွဆွဲဘူးသလားမရှိခဲ့ပါဘူး ဥလုံးဝင်နဲ့ပေါင်းသင်းနေတဲ့ကာလအတွင်းမှာသူ့ရဲ့စိတ်ထားဘလို့အခြေအနေမျိုးမှာရှိနေတယ်လဲပုံမှန်နေထားမျိုးမရှိတာတွေ့ရပါတယ်။နူးညံ့ရင်သိပ်ပြီးတော့နူးညံ့တလောက်ကြံတန်းပြီးဆိုရင်လည်းအလွန်ကျူးကြံတန်းတတ်ပါတယ်။သူ့လိုမပြင်းရင်ဒေါသကိုမထိသိမ်းနိုင်တဲ့လူမျိုးပါ။အဖြစ်ပြက်တစ်ခုလောက်ပြောစမ်းပါ။ကျမငပလီသွားတော့ကကိုလုံးဝေကိုလည်းခေါ်ပါတယ်။အချားအိမ်အောင်တွေတွေလည်းပါပါတယ်။သူကမလိုက်ဘဲ အကြီးအသားပဲကျမလိုက်သွားဖို့တိုက်တွန်းခဲ့ပါတယ်။ငပလီကပြန်လာတဲ့ညနေမှလည်းအကြီးသားပါပဲ။ညဘက်လည်းရောက်ရော့ယောက်ျားတမ်းမဲမပြောရတဲ့စကားတွေကိုပြောပြီးတော့ကျမလေပင်ကိုညစ်တဲ့အထိလှုပ်လာပါတယ်။ကျမကိုမလို့ရတော့မစီမဆိုင်ခြံဆောင်ကိုပြုတ်ကိုကန်ချောင်းရိုက်နေခဲ့ပါတယ်။သူ့စိတ်ကတက္ကနာချင်းမှအပြောင်းလဲဖြစ်တဲ့စိတ်မျိုးပါ။မီဒဇင်ကဤသို့ပြောနေစဉ်ဥခင်မောင်တန်းကဦးလုံးဝေကို ကြည်လိုက်၏ဦးလုံးဝေကမေပြုံပြုံပြီ ေသစဉ်ကိုကြည်နေသည်ကောင်းလီတနက်အပြစ်မခံရမီနှစ်ရက်လောက်ကကျိန်မောင်းချင်းချောက်တယ်ဆိုတာဘလို့အသုံးလုံးမျိုးကိုသုံးခဲ့တယ်လေလက်မောင်မောင်မျက်နှာကိုတိချာကြည့်ထားမင်းအကောင်လူပြည်မှာ နေရသိမ့်မရှိတော့ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒါလို့ပြောတော့ကမေသစဉ်အပြင်တခြားကြားလိုက်သူရှိသလားဟုတ်ကဲ့ရှိပါတယ်ရှင်နေကြီးကဥက္ကမောင်တန်းကိုခပ်ပြုံပြုံလှမ်းကြည့်လိုက်ပြီးမှဦးလုံးဝေကိုကြည့်လိုက်သည် နောက်တော့သူ၏မျက်လုံးအစုံမှာရုံကန်နေသူဝေပြန်သွားခဲ့၏အဲ့ဒီနေ့ကတေဆုံးသူကိုဦးလုံးဝေက တနက်နဲ့ပြစ်လိုက်တာကိုတိတိကျကျမြင်နေနော်ဟုတ်ကဲ့မြင်ပါတယ်ရဲစခန်းကိုတယ်လီဖုန်းနဲ့အကြောင်းကြားစဉ်ကဒီအကြောင်းထည့်မပြောပေမဲ့အိမ်မှာစစ်ဆေးတဲ့အခါကျတော့ပြောတယ်မဟုတ်လားပြောပါတယ်ကျမကိုစစ်ဆေးတဲ့ရဲရရှိဥချင်မောင်တောင်ကျမစိတ်လှုပ်ရှားနေလို့ပြောတာပဲဆိုပြီးထက်ခါတလဲလဲမေးပါတယ်အဲ့ဒီတော့ ကျမမိကိုအမြင်တိုင်းပဲပြောခဲ့ပါတယ်။တေဆုံးသူကိုဆေးရုံမှာတွားကြည့်သေးသလား။ကြည့်ပါတယ်။လူလူချင်းစာနာတဲ့သဘောနဲ့တွားကြည့်ပါတယ်။ရှင်နေကြီးကတရားသူကြီးပဲလဲ၍ကောင်းကျင်းအယုဒေပေးပြီးသူ၏မိကွန်ပြီးဆုံးကြောင်းအထင်အမှတ်ပြုလိုက်၏။တရားသူကြီးကနိုင်ကိုကြည့်ပြီးအမှုစစ်ဆေးခြင်းကိုရန်နာ၍ရဲချင်းပေးလိုက်၏။မိသည်စဉ်တရားခွင်မှပြန်ထွက်တွင်တရားခွင်အဝင်တုံးကားလောက်သွတ်သွဲလဲလဲမရှိတော့ပြီ။ ဥက္ကမောင်တန်းကဦးလုံးဝေနှင့်စကားခဏပြောပြီးနှစ်ယောက်အတူစင်တော်စိန်မမတို့ထိုင်နေရာသို့ရှောက်လာခဲ့ကြ၏ဥက္ကမောင်တန်း၏မျက်နှာပေါ်တွင်အပြုံးရိပ်များဝေတည်နေသည်အာရွှင်နေသည်ဥက္ကမောင်တန်း၏အနေထားကြောင့်တော်စိန်မမလည်းကြည်ကြည်ရွှင်ရွှင်ရှိနေသည်ထို့စဉ်လိန်မော်၏ဖန်ခွက်များအစဉ်တင်ရောက်လာသည်ဦးလုံးဝေပင်လင်းခါတိုင်းလောက်ထုံထုံထိုင်ထိုင်လေးတွေ့မနီအချစ်ကြီးတော့အမျက်ကြီးသည်ဟု ဆိုစကားရှိသည်မိသည်စဉ်သဘောထားကိုတော့အမုံကြည့်၍အမျက်တိုးသည်ဟုဆိုရမည်လားမသိဟုတ်ကဲ့ပါရှင်ဆရာကျော်မြတန်ရေးသားထားသော ထောင်တို့အဝင် ထောင်မအထွက်ဝိထုစာအုပ်လေးကို အပိုင်းကအနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြပေးကြတာပဲဖြစ်ပါတယ်ရှင်အပိုင်း6ကိုလည်းဆက်လက်ပြီးတော့အဆောင်မျှပေးကြပါအောင်ရှင် နားဆင်ပေးခဲ့ကြတဲ့နေရိုမီသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရနော်နေရိုမီသားစုများ အားလုံးလေးဘီယန်ဒရယ်အပေါင်းမှခင်ဝင်းရဲ့ကိုစိတ်နှပြအကျမ်းမှာကြပါစေရှင်